ရမူးနေသည့်ရဲနှံဦးကစတက်မင်းသားတအူးကိုဖမ်းဆီးပစ်တက်မှုဖြစ်ပေါ်မင်္ဂလာပါပရိသတ်ကြီး AR တိုင်းဒေသကြီးလေးမျက်နာမြို့နယ်မှာအရမူးနေတဲ့ရဲဖွဲ့ဝင်နှစ်ဦးကဆက်မင်းသားတဦးအားအကြောင်းမဲ့ဖမ်းဆီးခဲ့ပြီးနိုင်ပိုင်းအကြမ်းမှာတနက်ဖြန်ပြစ်တက်ခဲ့ကြောင်းရဲတပ်ဖွဲ့နဲ့ဤဆက်သူများထံမှအသိရှိရပါတယ်။တေဆုံးသူမှာလေးမျက်နာမြို့အမတ်တေရက်ကွက်ဇီဝကလမ်းမှာနေထိုင်တဲ့စတက်မင်းသားဂျွန်ခေါ်ကိုဝင်းထက်အောင်အသက်39နှစ်ဖြစ်တယ်လို့သိရပါတယ်။ မတ်လ၂ရက်နေ့ညနေ6:30နာရီ30မိနစ်ခန့်ကတည်ဆုံးသူကိုဝင်းထက်အောင်ရဲ့နေအိမ်မျက်စောင်းထိုးလမ်းမပေါ်မှာလေးမျက်နာမျိုးမရဲစခန်းမှာဒူရဲအုပ်ကောင်းထက်လင်းနဲ့ဒူရဲအုပ်တော်စင်ဦးဆိုသူတို့ကအရက်ဝတ်ဖြင့်အရက်မူးပြီးကြောက်တင်လာသည့်ကားတွေကိုစစ်ဆေးခြင်းလမ်းသွားလမ်းလာလူငယ်များကိုလည်းမပုံတင်စစ်ဆေးခြင်းများပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပြကြပါတယ် ထိုသူစစ်ဆေးနေတာကိုနေအိမ်ရှိကနေထွက်ကြည့်နေတဲ့ကိုထဝင်းအောင်အောင်အဆိုပါရဲနှုတ်ကလက်ထိတ်ခတ်ဖမ်းဆီးသွားတယ်လို့လည်းမျက်မြင်တွေ့ရတဲ့ဒေသခံတဦးကဆိုပါတယ်ထိုသို့ဖန်စီသွားပြီး2နာရီခန့်အကြာည7နာရီ30မိနစ်ခန့်မှာကိုဝင်းထက်အောင်တည်ဆုံးမိဖြစ်ကြောင်းလေးမျက်နာဆေးရုံတို့လိုက်လာရန်ရဲတပ်ဖွဲ့တဦးကမိသားစုကိုအကြောင်းကြားခဲ့ကြောင်းတည်ဆုံးသူရဲ့မိသားစုနဲ့နှိဆက်သူတဦးကပြောပါတယ် ဝင်းထအောင်ကအင်းရှိမှထွက်ကြည့်နေပြီးခဏနေတော့ရဲနှစ်ယောက်နဲ့ဝင်းထအောင်နဲ့စကားပြောနေတာတွေ့တယ်။တိတ်မကြဘူးလက်ထိတ်နဲ့ဖမ်းသွားကြတယ်။အစားကတော့နောက်တယ်ထင်နေတာ။ဘာလို့လဲဆိုတော့ဝင်းထအောင်ကဘသူ့ဘုံမှာပြဿနာရှာတတ်တဲ့သူမျိုးမဟုတ်ဘူးလေ။ပြီးတော့ဖမ်းသွားတဲ့ရဲဖြစ်တဲ့ကောင်းထက်လင်းကလည်းဝင်းထက်အောင်အိမ်ရဲ့နောက်ကျောဘက်လမ်းမှာနေတာဝင်းထက်အောင်ကလူကောင်းတယောက်မှဖမ်းသွားတဲ့ရဲကောင်းကောင်းသိတယ်ဟုဆိုကောင်၎င်းကပြောပြခဲ့ပါတယ် ကိုဝင်းထအောင်ကတော့နေပွဲတွေမှာကပြဖြော်ပြတဲ့ဇမင်းသားတဦးလည်းဖြစ်ပြီးသူ့ကိုဖမ်းဆီးသွားသူရဲနှစ်ဦးဟာဂိတ်ချစစ်ဆေးခြင်းပုံစံမဟုတ်ဘဲအရက်မူးနေတဲ့အတွက်ဒေသခံပြည်သူတွေထံကနေငွေကြေးတောင်းယူနေတဲ့အတွက်သာစစ်ဆေးခြင်းမျိုးဖြစ်တယ်လို့ဒေသခံတဦးကပြောပါတယ်။ မက်လာ၃ရက်နေမှာတော့ရဲတပ်ဖွဲ့ကကိုဝင်းထက်အောင်ရဲ့ရုပ်အလောင်းအားလာရောက်ထုတ်ယူခိုင်းခဲ့တယ်လို့သိရပြီးအလောင်းပြန်ရချိန်မှာဦးကောင်းပွင့်ထွက်နေတဲ့ဒဏ်ရာနဲ့တိစုံခဲ့တာကို သိရှိခဲ့ရကြောင်းလည်း၎င်းကပြောပြထားပါတယ်။ရဲစခန်းကိုခေါ်သွားပြီးအချုပ်ခန်းထဲမှာပဲနှထင်ကိုတနက်နဲ့ပြစ်လိုက်တာပါ။အချုပ်ခန်းထဲမှာလည်းသူ့ရင်ကြီးတွေ့ရတယ်။ဝင်းထောင်ကိုဖမ်းသွားတဲ့ရင်းနှစ်ယောက်ထဲကဘယ်ရဲပြစ်လဲဆိုတာကိုတော့တိတိကျကျမသိရသေးဘူး။ ရဲတွေဘက်ကတော့ဆိုင်ကယ်မောင်းနာကျန်းလို့ခေါ်စီရင်လက်လွန်နေတော့တနက်နေ့ချင်းရင်မတော်တဆကြီးထွက်သွားတယ်ဆိုပြီးတော့သတင်းတွေလွှင့်ထားတယ်။အမှန်ကတော့အဲ့ဒီရဲတွေကမူးပြီးတော့ပတ်စံတောင်းနေတာကိုရက်ကြည့်နေလို့တမင်သက်သက်လှုပ်တာဟုဆိုကရဲတပ်ဖွဲ့နဲ့နေဆက်သူတဦးကပြောပါတယ်။ကိုဝင်းထက်အောင်တည်ဆုံမှုနဲ့ပတ်သက်ပြီး၎င်းအားဖန်ဆီးခဲ့တဲ့ရင်းနှူးကိုအခင်းဖြစ်ပွားတဲ့ညပိုင်းမှာလေးမျက်နာမျိုးမရဲစခန်းအချုပ်ခန်းမှာထိမ့်သိမ်းထားရှိခဲ့ပြီး က်ရှိမှာလည်းရဲစခန်းဝင်းအတွင်းအကျယ်ကျောပုံစံနဲ့ထိမ့်သိမ်းထားတယ်လို့သိရပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအေရဝတီတိုင်းဒေသကြီးအတွင်မြို့နယ်များမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတွေကအရတားပြည်သူတွေကိုဖမ်းဆီးပြီးတပ်ဖြတ်မှုတွေကိုပြုလုပ်နေတယ်လို့ဒေသရဲတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတတိယပတ်တုန်းကလည်းအေရီတိုင်းရေကြီးမြို့နယ်မှာအမျိုးသားသုံးဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့ပြီးတဦးအားတနက်ဖြန်ပြစ်ခတ်တပ်ဖြတ်ကောင်တဦးကိုတော့ရိုက်နှက်စစ်ဆေးခံရပြီးတေဆုံးခဲ့ရတာဖြစ်တယ်လို့လည်းသိရပါဗျ။